လူတွေရဲ့စူးကြုံနှိမ့်မြင့်အကောင်းဆိုးချမ်းသာဆင်းရဲကိုဘယ်ရာကနေစီမံပေးနေသလဲလို့ဆိုတဲ့အခါမှာရှေးရခင်ကယုံကြည်လာခဲ့တာဖယားမပွင့်ခင်ကယုံကြည်လာခဲ့တာကတော့ဣတရနေမနာလို့ခေါ်တယ်တကောရှင်ကြီးကဖန်ဆင်းလို့ ချမ်းသာတဲ့ပုဂ္ဂိုလ်တွေချမ်းသာပြီးဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဆင်းရဲရတယ်လို့ဖန်ဆင်းတယ်ဆိုတာကိုအင်္ဂလိပ်ဘာသာစကားလုံးသုံးတဲ့အခါမှာ creation လို့သုံးတယ်။တရားတွေကိုတကုရှင်ကဖန်ဆင်းတတ်တဲ့တကုရှင်ကဖန်ဆင်းလိုက်တယ်။ဖန်ဆင်းတဲ့တကုရှင်ကို creator ဖန်ဆင်းတဲ့တကူရှင်အဲ့ဒီဖန်ဆင်းတဲ့တကူရှင်ကနေဖန်ဆင်းလိုက်တဲ့သရဝါတွေကို creature လို့ခေါ်လာဒီအင်္ဂလိပ်စကားကိုကြည့်လိုက်ရင်ပဲလောကမှာသရဝါတွေဟာဘာကြောင့်ဖြစ်လာတာလဲလို့ဆိုရင်ဖန်ဆင်းရှင်ရဲ့ဖန်ဆင်းမှုကြောင့်ဖြစ်တယ်ရသော်ဗျာမပွင့်ခင်ကဒီလိုယုံကြည်ခဲ့တယ် ဘုရားပွင့်ပြီးတဲ့နောက်မှလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမအမှန်တရားကို မသိရှိသေးတဲ့ပုဂ္ဂိုလ်တွေဟာဒီယုံကြည်ချက်ကိုပဲဆွတ်လက်ဆွဲခိုင်ပြီးတော့ພັນစင်းရှင်ရဲ့ພັນစင်းမှုကြောင့်ဖြစ်ပေါ်နေတဲ့သရဝါးတွေအနေနဲ့ခရီးချာလို့ဆက်လက်ပြီးတော့သုံးဆွဲနေကြတာဖြစ်တယ်။သို့တော့မြတ်စွာဘုရားပွင့်လာတဲ့အခါကျတော့ ဖန်ဆင်းရှင်ကိုယ်တိုင်ကဘောကသရဝတစ်မျိုးပဲအာလုံးသရဝရရဲ့ဆင်းရဲဒုက္ခချမ်းသာဒုက္ခကိုသူဖန်ဆင်းနိုင်တာမဟုတ်ဘူးသူကိုယ်တိုင်သိပင်လင်တနေ့သိဆုံးရမယ်သရဝဘာကြောင့်လဲလို့ဆိုရင်ရှမကြီးကိုပဲဖန်ဆင်းရှင်လို့လူတွေကယုံကြည်ကြတာကောင်းကင်ဘုံကရှမကြီးကိုဖန်ဆင်းရှင်လို့ယုံကြည်တော့ သူဟာပြမပြေကိုရောက်သွားတာသမထကျင့်စဉ်တစ်ခုအောင်မြင်မြင်ကျင့်လို့ပြမဖြစ်သွားထို့သူပြမဖြစ်သွားတဲ့အခါမှာသူကသရဝါးတွေကိုဖန်ဆင်းတယ်ဆိုတဲ့အယူဆတစ်ခုသူဟာတကိုကြည်မာပြီအာလောကိုသိမြင်နိုင်တယ်အာလောကိုဖန်ဆင်းနိုင်တယ်ဆိုတဲ့အယူဆတစ်ခု သူခေါင်းထဲရောက်လာပြီကျန်တဲ့ သရမားတွေကလည်းပဲသူဖန်ဆင်းတာလို့ယုံကြည်မှုတွေဖြစ်လာခဲ့အဲ့ဒါလို့ယုံကြည်မှုစတင်ဖြစ်ပေါ်လာပုံကိုမြတ်စွာဘုရားကပြမဆလာတုတ်တံမှာရှင်းရှင်းလေးဟောထားတာရှိကဘာကြီးပြက်ပြီးပြန်လေကဘာကြီးပြန်လဲစတည်ပြီးတော့ဖြစ်ထွန်းလာတဲ့အခါမှာကောင်းကင်ဘုံမှာပထမဦးဆုံး ြင်မာဖြစ်နဲ့ရောက်ရှိနေတဲ့တော်ဟာသူဟာနှစ်ပေါင်းများစွာကဘာပေါင်းများစွာကြာရှည်ပြီးအသက်ရှည်ပြီးတော့နေတယ်ပုထုရှင်ဆိုတာဟာတယောက်တည်းနေရတာပြင်းတတ်တယ်ဒါကြောင့်မို့နှစ်ပေါင်းကြာရှည်စွာတူရဲနေလာတဲ့အခါမှာသူစိတ်ထဲမှာစကားပြောဖို့စကားပြောပဲ့ လုံဖို့ကြိုင်ပဲ့အဖို့လိုလားဒါကြောင့်မို့သူစိတ်ထဲမှာအခုချိန်များတယောက်ယောက်ရလာရင်ကောင်းပါပဲဆိုတဲ့အတွေ့ခေါင်းနဲ့ဝင်လိုက်တဲ့အချိန်လေးမှာထန်းသီးကြွေไก่ကြီးပြန်ไก่ဒုံမုတ်ထန်းသီးကြွေไก่ကြီးနှင်းไก่ဆိုတဲ့စကားအတိုင်းပဲတရဝတူကလည်းသိဆုံးပြီးတော့ထိုးပြမာကြီးရဲ့အနီးမှာသူလည်းပြမာလာဖြစ်တယ် သူတွေးလိုက်တဲ့အချိန်နဲ့နောက်ပြမတော်ဦးရောက်လာတဲ့အချိန်ဟာအံဝင်ခွင်ကြကွတိဖြစ်သွားတဲ့အခါသူကောင်းထဲမှာပါရောက်လာတယ်ငါဟာငါဖန်ဆင်းလိုက်လို့ရောက်လာတာဒီလိုစိတ်ထဲမှာထင်သွားတယ်လောကကြီးကိုငါဖန်ဆင်းတာငါဖန်ဆင်းလိုက်တာနဲ့ရောက်လာတာဆိုပြီးတော့တိုးချဲ့ပြီးသူ့ကိုယ်သူ အထင်ရောက်လာအဲ့ဒီနောက်မှရောက်လာတဲ့ပြမကလည်းတက်တန်းသိမ့်မရှိဘူးသူသူ့ရဲ့ကံအားလျော်စွာသိဆုံးသွားပြီးလူပြေရောက်တယ်လူပြေရောက်သွားတဲ့အခါပြမဘုံကလာတာဆိုတော့ကာမဂုဏ်အာယုန်ဤဘုံမှာစိတ်ဝင်စားပဲအတိဘဝရရှိခဲ့တဲ့သမထကျင့်စဉ်ကိုတောထွက်ပြီးတော့ယတိယဟောပြီးကျင့် ရှင်းတဲ့အခါကျတော့ဥပ္ပိနိဝါဒနုဒတိဘိညာဉ်လို့ခေါ်တဲ့အတိတ်ဘဝကို မြင်နိုင်တဲ့ဘိညာဉ်တစ်ခုရတော့ကြည့်လိုက်သူအရင်ဖြစ်နေတဲ့မြမကြီးကဟိုမှာရှိနေတုန်းအဲ့တော့ရှိနေတုန်းဆိုတော့သူစိတ်ထဲမှာဘာဖြစ်လာလို့တော့ဩမြမကြီးကတော့နေဆထာဝရရှိနေတာပဲငါတို့ကတော့သေးလာရတယ်လို့ငါတို့ ရပေါ်ပြီးလူပြေမှာဇမကြီးကတော့နေဆထာဝရဖန်ဆင်းရှင်ကြီးကဘယ်တော့မှမအိုမနာမသေးပဲဘယ်တော့မှမအိုဘူးဘယ်တော့မှမနာဘူးဘယ်တော့မှမသေးဘူးဆိုရဲရှုံချီချက်သူ့ရဲ့ခေါင်းထဲရောက်လာပြီလူလောကမှာသူ့ရဲ့အယူဆတစ်ခုဖြန့်ချီအေးမြမကြီးကတော့တရားတွေကိုဖန်ဆင်းတာအဲ့ဒီဖန်ဆင်းတဲ့ ခရီတာဖန်ဆင်းရှင်ကြီးကတော့မဟုတ်မနာမသိသူဖန်ဆင်းလိုက်တဲ့ခရီချာတွေကတော့ဝိုးကြတယ်နာကြတယ်တေးကြတယ်လို့ဒီယူဆတစ်ခုဟာကဘာမြေပေါ်ရောက်ရှိပြီးတော့လာခဲ့တာဒါအလွန်ရှည်ကြတဲ့လူသမိုင်းမှာဖြစ်ပေါ်လာခဲ့တဲ့အနေအထားတစ်ခုအဲ့ဒီယုံကြည်ကြီးကကနေပြီးတော့ဆက်ပြီးခဏိအထိဒီယူဆနဲ့ယုံကြည်ချက်ဟာဆွဲမြဲနေတော့မှဖြစ်တယ်နော် ဲ့ဒါပြောရလေသူတို့ကသူတို့ဘာသာကိုကိုးကွယ်တဲ့ပုံကိုမာကတ်တင်မှာဟိုကိုးကွယ်ရင်မကတ်တင်ဘူးလို့ပြောတယ်လေအဲ့လိုပြောတယ်အဲ့ဒါသူကရုဏာတရားမေတ္တာတရားကဘလို့ကြီးတော်ဘောသူတို့ပြဿနာဘုရားဆိုလို့ရှိရင်သူ့ကိုလှုပ်ကြံတဲ့ဒေဝတက်ကိုတော်မှာမေတ္တာထားနိုင်တယ်လေဆိုတော့ကဘုရားမှန်ရင်မေတ္တာတရားဟာမျက်တာမပြောချင်တာနော်သူတို့ဘုရားစင်တာမေတ္တာမျက်တာတယ်လေတားတော်ရာဟုလာပေါ်မှာထားတဲ့မေတ္တာနဲ့စေစမာနတ်တို့ဒေဝတက်တို့ပေါ်ထားတဲ့မေတ္တာအတူတူပဲပြောတာဟုတ်အာဒီကဟာလှုပ်ကြံတဲ့ဒေဝတက်မထားနိုင်ဘူးဘုရားမရှိပါဘူး အာတားတော်မို့လို့ပို့ထားမယ်မရှိပါဘူးပြန်တူပဲအဲ့တော့အခုသူတို့ပြောတဲ့ဘုရားသခင်ကြတော့သူတို့ကိုကိုယ်ွယ်တဲ့သူကို marketing မှာကိုကိုယ်ွယ်ရင်တော့ captain ကိုပြစ်ထားမှာသူကငါမကိုယ်ွယ်တဲ့ကောင်သွားစီထားလိုက်တာဆိုတော့ဘလို့မေတ္တာတရားကြီးလဲပေါ့နော်အဲ့တော့ဘုရားသခင်ငယ်မေတ္တာတရားဟာတော်များတာဘူးပေါ့နော်ဟုတ်အဲ့ဒါဆီလိုကြီးကပြောနေတာအာလူတွေစမ်းသပ်ပြတာနော်အဲ့မဲ့လောကကြီးကမန္တန်ရင်းနဲ့ပတ်သက်လာရင်သိမစမ်းသပ်တတ်ဘူးနော်စမ်းသပ်သူတွေတော်တော်အားနေတယ် အစားအသောက်ကိစ္စတွေမှာသာတော်ရင်တော်ကြမယ်ထမင်းထမင်းကြမယ်ဘာသာရေးနဲ့ပတ်သက်လာရင်သိမစစမ်းကြအောင်ဟိုသူစိုးရကရိုးရကိုမကြုံနိုင်တာပြောတာ tradition နဲ့ပေါ့နော်ချစ်ဘိုးဘွားအဆက်ဆက်ကယုံကြည်မှုတစ်ခုကိုမကြုံလုံးနိုင်ဘူးအဲ့ဒီကိုဘောင်ကြုံပြီးမတွေးနိုင်ဘူးဟဲ့လားအဲ့လိုတွေးလိုက်ရင်ဝေရဲကြည့်တယ်လို့ဘာလို့လို့ပေါ့နော်အဲ့လိုမျိုးအတွေးတွေဖြစ်နေတာလေဘောင်ကြော်ပြီးမတွေးတတ်ဘူးပေါ့နော်အဲ့ဆန်းနေရာတွေမှာသာစံတမ်းမှုတွေသူ့ရဲ့သနာတွေရှာဖွေမှုတွေလုပ်ကြတယ် ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့မလုံးကြအောင်မတွေးကြအောင်နော်အဲ့လိုမျိုးဖြစ်နေတာပေါ့ဒါကြောင့်လေလောကကြီးမှာမௌဒဘာသာအင်အားနည်းတယ်လေနော်အချို့အဲ့ဒီဟိုတခါတော့ကအိန္ဒိယသူပြည်မြန်ချင်းကတယောက်အဲ့ဒါပြောတာပေါ့ရှင်ဘုရားမௌဒဘာသာကတကယ်မှန်တယ်ဆိုရင်တကယ်ဘာလုံးကကိုယ်ကရမှာပေါ့ तू ကလည်းတရားလို့ပြောတာတရားလားဘာဖြစ်လို့မௌဒဘာသာမကိုယ်ကတလဲအဲ့ဒါမမှန်လို့ပေါ့ तू က तू ကတည်လား तू ကဟိုမှာသာဝရဘုရားသခင်ကမှန်လို့ပေါ့ကိုယ်ကလည်းများတယ်လေ तू က တော့များတာကိုမှန်တယ်လို့ဒါသိတာသူကမဟုတ်ဘူးလို့အဲ့ဒါကန်းနေကြတာလို့ညံပြစီကန်းနေတာလို့ပြောရတာအမှန်တရားကိုမမြင်နိုင်တဲ့ခါကျတော့ကိုကိုကဲသူကများသွားတာသဘောပေါ့နော်အဲကြောင့်ဆိုတာကများတိုင်းမှန်တာမဟုတ်ဘူးနော်လို့သူပြောပြတာသူကသူကအဲ့လိုမျိုးကောက်ချက်ချတာပဲသူကဘုရားဘာသာတကယ်မှန်တယ်တကယ်ဘာလို့ကိုကဲရမှာပေါ့တဲ့အဲ့တော့ဥပကထာဝရဘုရားသခင်ကမှန်လို့ထာဝရဘုရားသခင်ကိုကိုကဲတဲ့ပုဂ္ဂိုလ်ကများနေတာပေါ့တဲ့သူအဲ့လိုပြောတာပေါ့အဲ့လိုမျိုးပြောလို့မရမလဲလို့ပြောတာပြောနော် ဒါသိပ္ပံပညာရှင်ရုံးနေတာသိပ္ပံပညာရှင်တောင်မှအဲ့လိုမျိုးတွေးတာသူကဟုတ်လားအရှားနေရာမှာသူတော်ပြီမဲ့ဘာသာရေးနဲ့ပတ်သက်လာရင်သူကမတွေးနိုင်တော့အဲ့လိုမျိုးဖြစ်တာပေါ့နော်ခုနကလူတွေကဘာသာရေးနဲ့ပတ်သက်လာရင်စဉ်းစားတွေးခေါ်မှုက အလွန်အားနည်းတယ်အားနည်းတော့သူမစ္စာပြတဲ့ဆက်ကလည်းပြောတယ်မလားသင်္ကြန်စီအကြီးပြောတယ်လေနော်ညံရှိတဲ့သူတွေကောဓမဘုရားစီသွားညံမရှိတဲ့သူငါစီလာလိမ့်မယ်ဆိုတာပြောတာပဲလေအဲ့ဒါလောကမှာကစဉ်းစားမှုကအတော်အားနည်းကြတယ်ပြီးရင်အလွယ်လိုက်ကြတာကို နော်ဘုရားဘာသာကခတ်တယ်လေငါဘာသီလာတွေထိန်းရတယ်စောင့်သိမှုတွေများတယ်အင်းဘုရားကလည်းမကယ်တင်ဘူးလေကယ်လို့ကယ်ကျင်လို့မရလို့မကယ်တာလေနော်ဒါနဲ့စဉ်းစားကြည့်ရင်ပေါ်ပါတယ်ကယ်လို့မရအောင်ဆိုတာပေါ်ပေါ်လိမ့်ပါတယ်နော်လောကမှာတော့မှနော်အလွန်ကြီးလေးတဲ့ပြစ်ဒဏ်တွေလှုပ်ထားပြီးဆိုဘယ်သူမှကယ်လို့မရအောင်အဲ့လိုမှသာဥပဒေကမိတ်ဆက်လိုက်ပြီးဆိုပြီးသွားတာပဲလေနော်ဒါချင်းချင်းချားတယ်လေဒါလောကဥပဒေတစ်ခုတောင်မှကယ်လို့မရတဲ့ဥစ္စာကိုဘာဘဝပြစ်ဒဏ်တစ်ခုဘယ်လိုလုပ်ကယ်လို့ရမှာလဲနော်အခု အကုသိုလ်တွေကအကျိုးပေးတယ်ဆိုတာကဘုရားရဲ့တခင်ကဒဏ်ခတ်တာမဟုတ်ဘူးနော်သူတို့စီမှာကတော့ဒါဘုရားတခင်ကဒဏ်ခတ်တာလို့ပြောတာဘူးဘုရားမန္တမာကဘုရားကဒဏ်ခတ်တာမဟုတ်ဓမ္မဝတရားဒဏ်ခတ်တာဟုတ်လားသူတို့ထားတဲ့အကုသိုလ်တဘာဝတရားကသူ့ကိုထံပြန်ခတ်တာပဲအဲ့တော့အကုသိုလ်ကြောင့်ဖြစ်တဲ့တဘာဝထံကိုတော့ဘလို့မှအဝေလို့မရအောင်နော်တဘာဝဘေးရန်တွေကိုကဝေလို့မရအောင်ဒီနေ့ခုမှမပဲကြည့်လေဟောင်းတိုင်းဘေးရန်နေဟုတ်တယ်မလားနော်တဘာဝဘေးရန်တွေကိုကဝေလို့မရပဲလေနော်ခံရကြခံရတာပဲလေနော် အဲ့လိုဒါဘာမှမဟုတ်တဲ့ဒီတဘာဝရေဘေးအန္တရာယ်တွေမီးအန္တရာယ်တွေလေးအန္တရာယ်တော့မှခံရသေးတယ်ဆိုရင်အကုသို့ရဲ့တဘာဝခံရတယ်ကိုခံရမှာပဲနော်အဲကြောင့်ဦးဇင်းတို့တရားသခင်ကတာဝန်ယူပြီးလို့မရဘူးမယူရှင်လို့မဟုတ်ဘူးမယူပြီးလို့မရလို့ကိုမရမယူတာနော်ဒါကိုသဘောပေါက်လို့ပါတယ်ကျေပါဘုရားဘာသာဘာမှတောင်းမယူပဲကောင်းကုန်လေ။ဟိုမှာတောင်းရတာကောင်းတာပေါ့ဆိုတော့အဲလူကြီးကြီးကြိုက်သွားတာနော်။တကယ်ကဲအဲဒါဆိုရင်ဒီမှာပဲရကြအောင်ဆိုနော်။